ပုံမှန်လေးလှုပ်သွားရင်လည်းကျန်းမာကျစ်တက်လာစေမယ့်အချက်၃ချက်ကိုဝေမျှပေးချင်ပါတယ်ပထမဆုံးအချက်အနေနဲ့ diet လို့ခေါ်တဲ့အစားအသောက်ကိုကျူးဆက်မှာဖြစ်ပါတယ်အစားအသောက်ထဲမှာကျွန်တော်တို့ကတနေ့လာလိုအပ်တဲ့ကယ်လိုရီပေါင်တွေမှာပဲစားတယ်စားတဲ့ထဲမှာမိမိအတွက်လိုအပ်တဲ့အာဟာရတွေပါဝင်အောင်စားတော့မယ်အချို့တွေအညာတွေအစီတွေနဲ့အသင့်စားအစားအစာတွေကိုတတ်နိုင်တဲ့လောက်ပြီးလျှော်ပြီးစားမယ်အသီးရွက်တွေအသားငါးတွေအူမျိုးမျိုးတွေကိုပိုတိုးပြီးတော့စားတော့မယ်ဒုတိယအချက်ကတော့ workout လေ့ကျင့်ခန်းဖြစ်ပါတယ်လေ့ကျင့်ခန်းမှာမှာကျွန်တော်တို့ကတစ်ပတ်3ရက်လောက် လေးမှလက်ကျင့်ခန်းတွေပြုလုပ်မယ်။တပတ်မှာ၃ရက်လောက်တစ်ခုလုံးမှာရှိတဲ့ကြွက်သားတွေကိုထိထိမိမိတွေလက်ကျင့်တယ်။ဒါ့အပြင်နေ့စဉ်မိနစ်20အနည်းဆုံးတော့လမ်းလျှောက်တဲ့လက်ကျင့်ခန်းတွေပြုလုပ်ပေးဖို့လိုအပ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ relax ဖြစ်ပါတယ်။စိတ်ပီစီမှုတွေ stress တွေ short ချဖို့ breathing လို့ခေါ်တဲ့အသက်ရှူလက်ကျင့်ခန်းတွေ meditation လို့ခေါ်တဲ့တရားထိုင်ခြင်းလက်ကျင့်ခန်းတွေအပြင် sleeping quality လို့ခေါ်တဲ့အေးအဝါကိုအချိန်ပြည့်ဝဖို့လည်းလိုအပ်ပါတယ်။ဒီနေ့မှာအချိန် corona ခန့်တော့အနည်းဆုံးရှိအောင် ိတ်ဆက်ပြီးလို့လိုအပ်ပါတယ်ကျွန်တော်အခုပြောတဲ့အချက်၃ချက်ကိုမိတ်ဆွေကပုံမှန်လေးလေ့ကျင့်နေအောင်လည်းဖြည်းဖြည်းနဲ့ကျမ်းမှာအချက်လက်တဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်လာမှာဖြစ်ပါတယ်။သိအင်္ဂါရီမဟုတ်ဘူး၄၅ရက်လောက်ပဲလေ့ကျင့်ကြည့်ပါ။နောက်၄၅ရက်နေမိတ်ဆွေကဒီနေ့နဲ့မတူတဲ့ကျမ်းမှာအချက်လက်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နေမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုစောင့်နေကြည့်ပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ Rehab System ရဲ့ Founder ကိုလူလေးပဲဖြစ်ပါတယ်။